ရက်တီမှု အကြက်တဲမင်းသိတော်လန်ရင်မှာညင်မရတဲ့အမှန်တရားကတော့ရက်တီမှုအကြက်တဲဖြစ်ပါတယ်အာနာသိမှုနောက်ဆက်တွဲစိုးချိုးကြောင့်တော်လကောင်ရခင်တစ်နှစ်လောက်ကကိုဗစ်ရောဂါကပ်ဘေးရဲ့ရိုက်ခတ်မှုစိုးချိုးကြောင့်တော်လကောင်ညမာလူတို့ဟာနူရဝဲဆွဲလဲရတခုထောင်းမွေဘူးရကင်းမှောက်ဖြစ်ခဲ့ရပါတယ် အားကောင်းလာတဲ့မြမလူမှုခေါ်စေတနည်းအားဖြင့်မြမ social capital ရဲ့အည်သွေးကြောင့်မြမလူဖွဲ့စည်းတွင်မှာကတောင်ကနင်းဖြစ်ရက်တွေကြုံပေမဲ့လူတွေဟာမျှဝေလှူဒန်းစားတောက်နိုင်ကြပါသေးတယ်။သို့တော့ပြည်သူအာဏာပြည်ဆံရေးလှုပ်ရှားမှုတွင်မှာပါဝင်ကြတဲ့ပြည်သူဝန်ထမ်းတွေပါဝင် အခြေခံလက်လုပ်လက်စားလူဒန်းစားတွေမှာရက်တွေမှုအကြက်တဲတဖြည်းဖြည်းနဲ့ဒိုးလာတာကို တွေ့မြင်နေရပါတယ်။ ရှားပါမှုတန်းဒေါ်လာညစ်တက်လုံးဟာရက်တည်မှုအကျက်တဲကနေဘလောက်ယုံထွက်နိုင်တယ်လဲဆိုတဲ့အပေါ်မှာလဲမူတည်နေပါသေးတယ်ကပ်ဘေးဆိုးရွားလာခဲ့ရင်တောင် ကျွန်တော်တို့တိုင်းပြည်ဟာအငတ်ဘေးမဆိုင်ရောက်နိုင်သေးပါကုလသမဂ္ဂအဖွဲ့အစည်းတွေခံမှန်းတယ်လို့စားနပ်ရိက္ခာပြက်လက်မှုကြားရောက်နိုင်မယ်လို့မထင်ပါသို့တော့ရှားပါမှုတန်းကိုတော့စပြီးကြုံနေရပါပြီ။ စာဝတ်နေရေးအကျက်တဲဟာ အခြေခံလူတန်းစားမှာတည်တာပါတယ်ခြေခံလူတန်းစားအလွာက မလွတ်မြောက်နိုင်သေးတဲ့ပြည်သူဝန်တန်းအလွာမှာတည်တာနေပါတယ်ပြည်သူကနေပြည်သူကိုထောက်ပံ့တဲ့အစီအစဉ်တွေကျက်တဲလာတာကိုလည်းတွေ့မြင်နေရပါတယ်မြမနေဦးတော်လန်ရေးတွင်းကရက်တည်မှုအခက်ခဲနဲ့ရက်တည်မှုအကျက်တဲဟာဘယ်သို့ဘယ်ပုံ ရှိနေပါသလဲ တော်လန်ရေးတက်လုံကိုရိုက်ချိုးမဲ့အချက်ကင်ကနာအဖင်သူရတနာနီးနဲ့ပြတရန်မလွယ်ကူပါလူဖွဲ့စည်းတွင်းကရက်တီမှုအကျက်တဲကို ရေပုံရအောက်ချက်ပြုတ်မှုနဲ့သာမှန်းဆနိုင်ပါတယ်တေချာပေါက်ပြောနိုင်တာကတော့စာဝတ်နေရေးအကျက်တဲဟာပုံမူခက်ခဲလာပြီဆိုတာပါပဲအထူးသဖြင့်လူပြနေလူတန်းစားမှာပို့ပြီးတော့ကျက်တဲလာပါတယ် တောနေလူတန်းစားနဲ့အခြေခံနယ်မြို့ဒေသတွေမှာနေရာကောင်းကောင်းရှိထားရင်အခြေခံစားတောက်ကုန်တွေများစွာ မကုန်ကြပါစံစီစားငရုတ်ကြက်သွုံရှိုံနဲ့မိသားစု လုံလောက်နိုင်ပါတယ်လုံလောက်ပေမဲ့လည်းမပူရှံတော့ပါ လူတို့ရဲ့ဒေါ်လာရေးတက်လုံကိုရိုက်ချိုးနေတဲ့အချက်ထဲမှာရက်တည်မှုအကြက်တဲတန်ရဲ့ရိုက်ခတ်မှုဟာပိုပြီးတော့ကြီးထွားလာပါလိမ့်မယ် ဘလို့ဖောက်ထွက်မလဲရက်တွေမှုကြက်တဲကနေဖောက်ထွက်နိုင်မဲ့နီလန်းတွေကိုကြိုတင်ကြံစတွက်ဆထားဖို့ဖြစ်ပါတယ်တော်လိုင်းကြီးအစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရကစံစီစားဝေငှတဲ့ဖလာထိုပေါ်လစီကိုလည်းရေရှည်ကျင့်သုံးလို့မဖြစ်နိုင်ပါဘူးပြည်သူမှပြည်သူတို့ပြန်လည်ကူညီကူစားတဲ့လုပ်ရက်တွေကလည်းကိုဗစ်ကဗေးကာလကလေးကကျင့်သုံးလာတာပါ အနာသိန်းနောက်ဆက်တွဲကာလတွေမှာလည်းတောင့်ခံကျင့်သုံးလာတာတွေ့ရပါတယ်။ဒါပေမဲ့အဖြစ်ဖြစ်နဲ့ကိုခံအားနှဲစပြုလာတာကိုတတိထားမိပါတယ်။ CDM ထောက်ပံ့တဲ့အတူစစ်ပေးဆောင်ပြည်သူတွေပေါ်ထောက်ပံ့ကူညီမှုတွေလည်းလှုပ်လာနိုင်ခဲ့ပါတယ်။ဒါပေမဲ့တဖြည်းဖြည်းထောက်ပံ့ရမဲ့သူတွေက အရေးအတွက်ဒိုးလာပေမဲ့ထောက်ပံ့နိုင်သူဘက်က အားလျော့လာနေတာကိုလည်းတွေ့ရပါတယ်။ ဒီပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့မေခွန်းရဲ့အဖြေကိုတော့အပေးတတ်ပါဒီပြဿနာရှိလာနေပြီနောက်လေပို့ပြီးတော့တိုးလို့ကြုံလာနိုင်အောင်ပဲလို့မြင်နေရလို့ရေးသားတင်ပြရတာဖြစ်ပါတယ်ရိတ်ခါနဲ့တိတ်ခါကိစ္စချက်တိမှုအကြက်တဲကြောင့်ကိုင်းစုတ်ထားတဲ့ကိုကျင့်တံပိုးတွေတော့မပြည့်ရင်းစေခြင်းပါ အခြေအနေပြောင်းတိုင်းကိုယ့်ရဲ့ဗီဇကျင်းဝတ်တွေကို ပြောင်းလဲပေးရတာတော့တဘာဝမကြပါ သို့တော့ဇာရိတကိုခံအားမြင့်ကျင်ပေမဲ့လက်တွေမှာခွင့်မပြုတဲ့အခြေအနေကြုံလာနိုင်ပါတယ်ကြုံလာနေပါတယ်ဒါကြောင့်ရိတ်ခါနဲ့တိတ်ခါလဲလေရတဲ့ဖြစ်ရက်တွေဖြစ်လာနိုင်ပါတယ်ဒါကိုသတိချက်ဖို့ဖြစ်ပါတယ်အခြေအနေတွေပြောင်းတိုင်းကိုယ့်ရဲ့ဗီဇကျင်းဝတ်တွေကိုပြောင်းလဲပစ်တာကောင်းပါသလားအခြေအနေတွေကတော့ပြောင်းလဲနေတယ် ချိန်တိုင်းလိုလိုပြောင်းလဲနေပါတယ်။ဒီလိုအချိန်ကာလမျိုးမှာပြောင်းလဲတွေကတိတ်ကိုမြန်ဆန်ပါတယ်။တိုင်းပြည်ဟာကနောင်ကနေနဲ့ယုံရင်ဆန်ခတ်ဖြစ်နေတဲ့အချိန်မှုအနာဂတ်ကိုမျော်လင့်ပြီးပြစ္ဆုတ်ပိုင်းရဲ့ကြက်တဲတံကိုတောင့်ခံနေကြတာတွေ့ရပါတယ်။ဒါဟာဘလောက်အထိ ဖြစ်နိုင်ပါသလဲ။ရည်တည်မှုချက်တဲ့ဟာကျွန်တော်တို့ကိုစာမေးပွဲစစ်နေပါပြီကျွန်တော်တို့ဟာတိတ်ခါကိုဘလောက်ထိန်းနိုင်တယ်လဲ ယုံကြည်ထားတဲ့နှုံးစံနဲ့တံပိုးတွေကိုဘလောက်ထိလက်သီးစုံမြဲမြဲကင်ဆွဲနိုင်ကြလဲလက်တွေအပြင်ရည်တည်မှုကြက်တဲကိုကျွန်တော်တို့တက်သိထားတဲ့အသိပညာနဲ့ဘလောက်ဖြည့်ရှင်းယုံထွက်နိုင်ကြလဲဆိုတာတွေကိုမေခွန်းထုတ်နေပါတယ်ခမညာ Thank you.